တပည့်တော်ဒီဗုဒ္ဓအဟောတွေမှာပါတဲ့ဒီနတ်ပြည်မြမာပြည်ငရဲပြည်နဂါးပြည်တို့ဟာဗမာရှိပါတယ်လေဗျာတပည့်တော်အနည်းဆက်ဆုံးဘလို့ပုံဖော်လို့ရနိုင်ပါလဲရှင်ပြည်လို့ဆိုတဲ့အတိတ်ဘက်ကိုအရင်ကြည့်ရအောင်မြမာပြည်လို့ဆိုတာမြမာလူမျိုးတွေအများစုနေတာတပည့်လူမျိုးတွေလည်းရှိတာပဲเนาะမြမာလူမျိုးတွေအများစုနေတဲ့နေရာကိုမြမာပြည်လို့ခေါ်တယ်လို့ပဲဆင်းရဲဒုက္ခနဲ့ ဘဝအကုသိုလ်ကံတွေကြောင့်ဆင်းရဲဒုက္ခအတိပြည့်တဲ့ဒီရပ်ဝန်းတစ်ခုမှာဒုက္ခခံစားနေရတဲ့တရားတွေနေတဲ့နေရာကိုငရဲပြီလို့ခေါ်မှာ။မှန်ပါဗျာ။နော်။မှန်ပါဗျာ။ဒီနေရာမှာရှိတယ်လဲဆိုတော့မြတ်စွာဘုရားကဘယ်မှာရှိတယ်လို့တိုက်ရိုက်ပြောထားတာတော့မရှိဘူး။ဖုံးဖုံးအတွင်းနဲ့ပြောရမယ်ဆိုလို့ရှိရင်အများရမီးလောင်နေတဲ့အတွင်းထဲမှာပူလောင်နေတဲ့ဒီမီးတောင်တွေဆိုတာရှိတယ် အဲ့ဒီမီးတောင်နေထဲမှာတက်ရှိတော်ဟာအနေနဲ့ဖြစ်နေတဲ့ကောင်းနေဟာအများအားပူလောင်နေမှာပဲမှန်ပါဗျာနေယူသီးမှမွေတဲပိုလုပဲပေါ့เนาะမှ်ပါမရှိနိုင်ဘူးလာရှိနေအခုရေဘူးတွင်နေပါလေဆိုာစာပေကျမ်းကရပြောမယ်ဆိင်တပောာမြစ်ဆာအိန္ဒမှရှိ်မှ်အဲ့တပောာမြစ်ခါတပောာဆိုာတပဆိုာပူတဲ့ဥဒကရေမှန်ပါဗျာရေဘူးစစီစင်မြစ်မှန်ပါ ဲ့ဒီမြေကဘာကြောင့်ရေပူဖြစ်ရသလဲလို့ဆိုရင်လောဟကုန်ပြီလို့ခေါ်တဲ့ငရဲအိုးကြီးနှစ်ခုကြာဖြတ်စီလာတယ်ဆိုတော့စဉ်းစားကြည့်ရတာကမီးတောင်ကြီးနှစ်ခုကြာကနေဖြတ်စီလာတော့ဟိုဘက်ကလည်းမီးတွေလောင်နေဒီဘက်ကလည်းမီးတွေလောင်အဲ့ကြာတဲ့ကဖြတ်စီလာလို့ဒီရေပူသွားတာဆိုတော့အဲ့တော့တချို့စာကျမ်းလေးတွေအနေနဲ့ပြောရမယ်ဆိုရင်တော့မြေကြီးအောင်မှာငရဲပြီဆိုတာရှင်းနိုင်တယ်ပေါ့နော်မှန်ပါဗျာရှင်းနိုင်တယ်လို့ပြောအစဉ္ဒုက္ခ ရောက်တဲ့ပုံကူတွေတရဝါတွေပေါ့ဒုက္ခခံရတဲ့တရဝါတွေအေးမြတ်မြတ်မနေရဘဲနဲ့အမြဲတမ်းဒီဆဲဒုက္ခခံနေရတဲ့တရဝါတွေနေတဲ့ဣရိယာကြီးတစ်ခုကိုငရဲပြေကိုပြောအဲ့ဒီငရဲပြေကိုမြတ်စွာဘုရားပုံဖော်ပြီးတော့ဟောထားရှိတယ်မှန်ပါဗျာမြင်ရတာလဲ60လောက်ဆရာကြားရတဲ့အတန်ကလည်း60လောက်ဆရာအနံ့ကြီးကလည်းမခံနိုင်တော့အောင်ဆိုတဲ့အနံ့ လျာကအရသာရလည်းပဲလုံးဝခံရခဲ့တဲ့အရသာခန္ဓာကိုယ်လာထိတာလည်းပဲလုံးဝအထိတွေ့မကောင်းတဲ့ဟာစိတ်ထဲမှာကူးလိုက်ရရင်လည်းအကောင်းတစ်ခုတစ်ခုမှမရှိတဲ့မျက်စိနန္နာလျာကာရလို့ဆိုတဲ့လူရဲ့ခန္ဓာကိုယ်မှာဆက်သွဲတဲ့အရာတွေဟာ အာလုံးဟာကြောက်စရာလန်းစရာဟိုစိတ်ပချမ်းသာကြရည်ကြီးနဲ့ကြုံတွေ့နေရတဲ့သရဝါတွေကိုငရေနေရခံရတဲ့သရဝါလို့ခေါ်တယ် အဲ့ဒီငရေသားတရဝါရီနေထိုင်ရာဧရိယာကြီးတခုမြဲကြီးလို့ပြောတာမှန်ပါဗျာ။နတ်ပြည်ဆိုတာကတော့လူတွေနေတဲ့နေရာအပါဝင်လို့ပြောမယ်။ဘာလို့ဆိုဘုံမဆိုးနတ်ဆာရှိတယ်။မှန်ပါဗျာ။တပည့်ဆက်ကြတယ်မှာဘုံမနန်ဒီဝနန်တတ္တံသုတ်တော်ဟာမှန်ပါဗျာ။သတ္တုမာရာဇိကဒီဝါလို့ဆိုပြီးတော့မှန်ပါဗျာ။လူပြည်မှာလူတွေနဲ့လက်ပေါင်းတည်းနေတဲ့ ။အဲအဆောင်နတ်တို့၊ကြောင်းဆောင်နတ်တို့၊ရှုကစိုးတို့၊ဘုံမစိုးတို့ဆိုရှေ့လေ။မှန်ပါဗျာ။အဲ့ဒါအဲ့ဒီသူတို့ရဲ့နေထိုင်တဲ့ area ဟာဟုတ်အထက်လွတ်လပ်တဲ့အကသအထီအောင်သူတို့ချမ်းသာဒုက္ခနဲ့ပြည့်စုံတဲ့တရဝါရီနေထိုင်တဲ့နေရာကိုနတ်ပြည်လို့ခေါ်တာပဲ။မှန်ပါဗျာ။ပြမဆိုတာကသူကမြင့်မြတ်တဲ့စိတ်နဲ့အမြဲတမ်းနေချတယ် မေတ္တာကရုဏာမုရိဒာဥပိ္ပခာဆိုတဲ့ပြပစိုးတရားနဲ့အမြဲတမ်းနေတဲ့သို့သောမြမပြည်ကိုရောက်တာဒါနနဲ့သီလနဲ့တည်းမရောက်ဘူးမှန်ပါဗျာတပထချင်းစဉ်တစ်ခုကိုပေါပေါရောအောင်မြောင်ကျင့်နိုင်မှာပြမပြည်ကိုရောက်တာဖြစ်တယ်မှန်ပါအဲ့ဒါလေချင်းစဉ်ရင်တူတဲ့ပုံကိုတွေဟာစံလို့ခေါ်တဲ့ဟာပေါ့နော်မှန်ပါတပထချင်းစဉ်ကျင့်လို့အဲ့ဒီအကြောင်းတရားတွေတူညီပြီးတော့ရောက်ရှိသွားတဲ့ ပုဂ္ဂိုလ်တွေရဲ့နေထိုင်ရာဧရိယာတစ်ခုကိုပြမပြည့်လို့ပဲပြောရမှာပေါ့။မှန်ပါဗျာ။နော်။နှခါပြည့်ဆိုတာကတော့စာရဲပေတဲ့မှာတော့သူကပင်လေအောက်မှာအဓိကအများကြီးရှိတယ်ပေါ့နော်။မြင့်မို့တောင် အောက်မှာလည်းရှိတယ်လို့ဆိုတယ်။အဲ့တော့နှခါလို့ဆိုတာပမာပြည့်ကနှခါဆိုတာတော့ပကြီးဆရာရဲ့ကောင်းမှုနဲ့အချွန်တက်ပါမနှခါလို့ထင်တယ်။မှန်ပါ အိန္ဒိယနိုင်ငံမှာဆိုလို့ရှိရင်ဒီကောဘရာဆက်ပွေဟောက်ကြီးတွေကိုနိမ့်နာဂါလို့ခေါ်တာမှန်ပါဗျအဲ့ဒီနာဂါကနေနဂါလို့ပြောလာကြတာမှန်ပါဗျအိန္ဒိယနိုင်ငံမှာနာဂါဆိုတာအဲ့ဒီပပြင်းထောင်နဲ့မွေဟောက်ကြီးတွေကိုအဓိကထားပြီးတော့ခေါ်တယ်ဖမာယူဆနဲ့နဂါဆိုတာဒီကနေ့လူတွေကမတွေးကြတော့သူကမွေဟောက်ကိုမွေဟောက်တို့ပွေတို့ပေါ့နော် အဲ့ဒီအကောင်လေးကိုနာဂလို့ခေါ်တာအဲ့တော့အဲ့ဒီအကောင်လေးကမြေကြီးအောင်မှလည်းရှိတယ်အကောင်ကြီးကြီးတွေကြတော့ပင်လယ်အောင်မှလည်းရှိတယ်အဲ့တော့သူတို့အများဆုံးနေတဲ့ဧရိယာကိုနဂါပြည်လို့ခေါ်မှာနော်ဒါတော့တရဝါရီရှိတဲ့နေရာတစ်ခုအများဆုံးရှိတဲ့နေရာတွေကိုရည်ညွှန်းပြီးခေါ်တာပါမှန်ပါ